မင်္ဂလာပါចောင်းသားចောင်းသူမျိုးကြီးဆ iam မဒီကနေ့သင်ကြားပို့ချပေးမယ့်သင်ခန်းစာလေးကတော့အပိုင်း3အရေးသင်ခန်းစာစာရေးသားအတက်ပညာအဲ့ဒီမှာမြန်မာစာရေးသားတဲ့အခါမှာသတိပြုရှောင်ရှားတဲ့အပြစ်များသင်ခန်းစာလေးပဲဖြစ်ပါတယ် ငန်းဆောင်ရေးရဲ့ရည်ချက်ကိုဥစွာပြောချင်ပါတယ်။မြမစာပေရေးသားတဲ့အခါမှာသတ်မှတ်ထားတဲ့စီမီစီကံများအတိုင်းမရေးလျင်အပြစ်ဖြစ်၍ဒေါသတင်ကြောင်းနဲ့သတိပြုရှောင်ရှားရမယ့်အပြစ်စေပါအကြောင်းကိုသိရှိစေရန်ဖြစ်ပါတယ်။နောက်မြမစာရေးသားတဲ့အခါမှာသတိပြုရှောင်ရှားတဲ့အဖြစ်တွေအဲ့ဒါဘာတွေလဲဆိုရင်စာရေးတဲ့ရည်ချက်ဟာမိမိရဲ့ဆိုလိုချက်ကိုဆက်ဖက်သူနားလည်စေဖို့ဖြစ်တယ်။သို့တော့မိမိရဲ့အရေးအသားမှာမသိတဲ့အတော့ မှားယွင်းတဲ့အတုံးမတင်တော်တဲ့အတုံးတွေမှားယွင်းတဲ့အတုံးတွေသုံးနှုတ်မိလျင်ဖြစ်စေပုတ်အထားသူဝကြဖွဲ့ဖို့မှားယွင်းသွားလျင်ဖြစ်စေတစုံတစ်ခုလိုအပ်ချက်ရှိသွားလျင်ဖြစ်စေစာဖတ်သူနားမလည်နိုင်အောင်ဖြစ်သွားတတ်ပါတယ်တဲ့အဲ့ဒီလိုစာရေးသားမျိုးကိုပညာရှင်များကဒေါသတင့်တယ်လို့ခေါ်ကြပါတယ်တနည်းအားဖြင့်အပြင့်တင့်တယ်လို့ခေါ်ကြပါတယ်စာရေးသူတို့ရဲ့ရည်ရွယ်ချက်ကမိမိဆိုလိုချင်တာကိုစာဖတ်သူနားလည်စေဖို့ဖြစ်တယ်အဲ့တော့မိမိ အဲ့လိုနားလဲစေခြင်းလို့ရေးတဲ့အခါမှာမိမိရဲ့အရေးအသားမှာမသိတဲ့အသုံးမှားရင်းတဲ့အသုံးဟုတ်လားအဲပုတ်ထားသူတွေဝက်ကြဖွဲ့ပုံတွေမှားရင်းသားရင်အဲနောက်ပြီးတော့လိုအပ်ချက်တစ်ခုပေါ့နော်ပုတ်လိုအပ်ချက်ပေါ့တစ်ခုတစ်ခုတစ်ခုတစ်စုံတစ်ခုလိုအပ်ချက်ပေါ့နော်တစ်စုံတစ်ခုလိုအပ်ချက်ရှိသွားရင်စာဖတ်သူနားမလဲဘူးဖြစ်သွားမယ်ဒါအောင်ဒေါသတင်တယ်လူပညာရှင်ကြီးကခေါ်တယ်တနည်းပြောမယ်ဆိုအပြစ်တင်တယ်ပေါ့အဲ့တော့အပြစ်နာစာမကင်းတဲ့စာအရေးဖွဲ့လို့ပြောလို့ရတယ် တို့ဖြစ်တဲ့အတွက်စာဖတ်သူရှင်းရှင်းလင်းလင်းသဘောပေါက်စေဖို့အတွက်စာရေးသားတဲ့အခါမှာသတိပြုရှောင်ရှားတဲ့အပြစ်တွေကိုသိရှိရန်လိုအပ်ပါတယ်။အလင်းငါးကျန်းနေမှာအဲ့ဒီအပြစ်တွေကိုဒေါသလို့ခေါ်ပြီးတော့အပြစ်ဒေါသကင်းရင်ဂုံမြောက်တယ်လို့ဆိုပါတယ်။အပြစ်ဒေါသကင်းတဲ့စာပေအဖွဲ့အနှံလက်ရာတစ်ခုတည်းဂုံမြောက်တယ်လို့သတ်မှတ်ပါတယ်။နောက်ဥဆုံးအဲ့ဒီ၁၀ပါးတွေက တင့်အဖြစ်နော်နံပါတ်1ဖြစ်တဲ့အတိခတ်အဖြစ်အဲ့တော့စာရေးသားတဲ့အခါမှာတဲ့စာဖတ်သူတို့အတိတ်ပဲအတိခတ်တဲ့စကားလုံးတွေအသုံးနှုန်းတွေကိုထည့်သွင်းရေးဖွဲ့ထားတဲ့အတွက်အတိတ်ပဲမပေါ်လွင်ပဲဝေဝါးနေခြင်းကိုအတိခတ်အပြည့်လို့ခေါ်တယ်တာရကအနေနဲ့ဘာနုရာဇာသည်ပြုတ်ပါဝိဒေဟကျုံးမှာပေါ်ထွန်းလာလိမ့်ပြီအဲ့နေရာမှာ တကယ်အရှိတ်ပဲအရက်မှာနေထွက်လာပြီလို့ရေးရင် အသည့်လွယ်ပါလျက်နဲ့နားလဲရခက်တဲ့ပါဠိစကားလုံးတွေကိုထည့်သွင်းရေးဖွဲထားတဲ့အတွက်ဒါဆိုရင်အသည့်ခက်အပြည့်ဖြစ်တယ်။နောက်စကားလိုအပြည့်စာရေးသားတဲ့အခါမှာပါဝင်တဲ့စကားလုံးတွေအသုံးနှုန်းတွေပြည့်စုံပါဝင်အောင်ထည့်သွင်းရေးဖွဲခြင်းမရှိတာကိုစကားလိုအပြည့်လို့ခေါ်တယ်။တာရကအနေနဲ့ညအခါတွင်အရရှိမျက်နာသည်ထွန်းလင်းလျက်ရှိသည်ဆိုတဲ့ဝတ်ကြမှာအဲ့ဒီတာရကဝတ်ကြမှာညအခါမှာအရရှိမျက်နာမှာ ထွန်းလင်းချောင်းသာပါပြီးတော့အဘဲကြောင့်ထွန်းလင်းချောင်းမပါရှိတဲ့အတွက်စကားလိုအပြစ်တင်နော်ဒီမှာညအခါရင်ရရှိမြင်လာထွန်းလင်းလျက်ရှိတယ်ဆိုရင်တကယ်ကဘာဖြစ်လဲဆိုရင်လာပြညအခါတွင်ပြေဝန်းသောလရောင်ကြောက်ပေါ့နော်အရင်ရှင်းမျက်နာသည်ထုံးနေလျက်ရှိသည်လို့ဆိုမှသာ အတိတ်ပဲပြည်ဆုံးသူမှလာပြညအခါတွင်ဆိုရဲစကားအတုံးနှုံမပါတဲ့အတွက်စကားလိုအပြစ်ဖြစ်တာ ဖြစ်ပါတယ် နောက်စကားပုံအဖြစ်စာရေးသားတဲ့အခါမှာဆွလွတ်ချက်အနဲ့ပြည့်စုံမှုအတွက်မလိုအပ်တဲ့စကားပါတော့လဲကျိုးရူးမရှိတဲ့စကားများကိုထက်သွင်းရေးသားထားခြင်းကိုစကားပုံအဖြစ်လို့ခေါ်တယ်။တာရကအနေနဲ့ကျွန်တော်လင်းနှစ်သားအရွယ်တွင်မေမေသည်ကျွန်တော်ထန်ငယ်တော့ကျွန်တော်ညီမလေးကိုဖွားမြင်သည်အဲ့ဒီမှာကျွန်တော်ညီမလေးလို့ပြောလိုက်ရင်လူတိုင်းနားလဲတာကိုကျွန်တော်ထန်ငယ်တော့ဆိုရဲစကားကိုမလိုအပ်ဘဲထည့်သွင်းရေးဖွဲ့ထားတဲ့အတွက်ဒါဆိုရင်စကားပုံအပြည့်ဖြစ်တယ် ။နောက်စကားရိုင်းအဖြစ်အနက်ကျန်းသောစကားယွန်းရွှာပွဲစကားအနက်ညဉ့်ညမ်းသောစကားများကိုထဲ့သွင်းသုံးနှုတ်ရေးသားထားခြင်းကိုစကားရိုင်းအဖြစ်လို့ခေါ်တယ်။တာရကအနေနဲ့ထမင်းပြိုင်ပွဲတွင်အညိုရောင်အသင်းကထိုးထားသောထမင်းသည်ပျော်ပြဲကခွေးအံဘက်ကဲ့သို့ဖြစ်နေသည်ဆိုတဲ့ဝတ်ကြမှာထမင်းကို ခွေးအံဘက်နှံခိုင်းနှိုင်းမိရေးသားထားခြင်းဟာယွန်းရှာစီယာရိုင်းဆိုင်ရာရောက်တဲ့အတွေ့စကားရိုင်းအပြင်းတင်ပါတယ်တဲ့နံပါတ်5တရာအတုံးမှအပြစ် ော်တရားအသုံးစကလုံးများမှာမှားရင်းစွာအသုံးပြုခြင်းကိုတရားအသုံးမှားအဖြစ်လို့ခေါ်တယ်မှားနဲ့ကနော်ကိုနဲ့အာစသည်တို့ကိုမှားရင်းအသုံးပြုတာ နောက်စသည်စသောတို့ကို မလိုအပ်ဖဲနဲ့ထည့်သွင်းပြီးတော့အဲရေးတာတာပြီးတော့၎င်းတို့သော၎င်းတို့ဖြစ်စီအဲ့ဒါတွေကအဲ့ဒီစကလုံးတွေထည့်သွင်းတဲ့ဝါကြဆို၎င်းဆို၎င်းက၎င်းတို့သော၎င်းတို့ဖြစ်စီတို့ကတကြိမ်နဲ့သုံးလို့မရဘူးเนาะအဲ့ဒါကိုတကြိမ်နဲ့သုံးပြီးတဲ့မှားရင်းမှုမျိုး တာရကအနေနဲ့ကျောင်းဆရာကြီးမှအမှားစကားပြောကြသည်ဆိုတဲ့ဝါကြအဲ့ဒီဝါကြမှာဆိုရင်ကျောင်းဆရာကြီးဒီပြုလုပ်သူ ဖြစ်တဲ့အတွက်သနာစကလုံးကကိုတုံးရမှာကျောင်းဆရာကြီးဒီပြုလုပ်သူ ကတားဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒါဆိုရင်ဟလာကျောင်းအုပ်ဆရာကြီးကအမှားစကားပြောကြသည်လို့ရေးရနော်အဲ့ဒါကိုမှလို့တုံးညာသနာအတုံးမှအပြင်တင်ပါတယ်နံပါတ်6ပုတ်ထားမှအပြင် ဝက်ကြမှာပါဝင်တဲ့ပုတ်တွေကိုနော်ဝက်ကြတစ်ခုမှာပါဝင်တဲ့ပုတ်တွေကိုဆိုင်ရာပုတ်ချင်းနီးကပ်စွာမှန်မှန်ကန်ကန်မထားတဲ့အတွက်အနက်အဓိပ္ပာယ်ပြောင်းသွားနိုင်ခြင်းကိုပုတ်ထားမှာအပြည့်လို့ခေါ်တယ်။တာရကအနေနဲ့ပြောရမယ်ဆိုရင်ဆရာသည်စာသင်ခန်းထဲတွင်ခိုင်ရန်မဖြစ်ပွားကြရန်ကျွန်တော်တို့ကိုဆုံးမသည်ဆိုတဲ့ဝက်ကြမှာဆရာသည်စာသင်ခန်းထဲတွင်ခိုင်ရန်မဖြစ်ပွားကြရန်ဆိုရေးထားတဲ့အတွက်စာသင်ခန်းပြင် စာသင်ခန်းထဲမှာပဲခိုက်ရန်မဖြစ်ရဘူးစာသင်ခန်းပြင်ပမှာတော့ရန်ဖြစ်ခြင်းရန်ဖြစ်နိုင်တယ်ဆိုတော့ဆိုလိုရာရောက်တဲ့အတွက်ဒါဆိုရင်ပုတ်ထားမှာအပြည့်တင်တကယ်ကဆရာသည်ခိုက်ရန်မဖြစ်ပွားကြရန်ကျွန်တော်တို့ကိုစာသင်ခန်းထဲတွင် စုံမသည်လို့ရေးမှသာလင်ဒိဗယ်ရှင်းလင်းသွားမှာ ဖြစ်ပါတယ်ပုတ်ထားရှုပ်အပြည့်ပုတ်ထားမှားတဲ့အစင်မရောက်တော့လဲပဲပုတ်ဖွဲ့တဲ့အခါမှာလိုအပ်ချက်ရှိနေတဲ့အတွက်အတိတ်ပဲလွဲမှားစွာ ကောက်ယူနိုင်တဲ့ပုတ်ထားသူချင်းမျိုးကိုပုတ်ထားရှုပ်အပြေးလို့ခေါ်တယ်။သာရကအနေနဲ့ရှမ်းပြည်နယ်တောင်ကြီးမြို့နဲ့လွိုက်ကော်မြို့တို့တွင်စင်မီးပူဇော်ပွဲကျင်းပတယ်။အဲ့ဒီဝက်ကြာပုတ်အထားသူမမှားပေမဲ့လည်းပုတ်ထားရှုပ်ဝက်ကြာဖြစ်နေတယ်။တောင်ရှမ်းပြည်နယ်တောင်ကြီးမြို့နဲ့ဆိုပြီးတော့တောင်ကြီးရဲ့ပြည်နယ်ဖြစ်တဲ့ရှမ်းပြည်နယ်ကိုတော့ဖော်ပြပြီးတော့လွိုက်ကော်မြို့ရဲ့ဒီလွိုက်ကော်မြို့ရဲ့ပြည်နယ်ကိုမဖော်ပြထားတဲ့အတွက် ဒီတောင်ကြီးမြို့ရောလွိုက်ကောမြို့ရောဟာရှမ်းပြည်နယ်ထဲမှာပါဝင်တယ်လို့မျိုးအတိတ်ပဲဒီမှာရောထွေးသွားစီเนาะဒါကြောင့်မလို့ပုတ်ထားရှုပ်အပြစ်တင်တယ်ဟောရှမ်းပြည်နယ်တောင်ကြီးမြို့နှင့်ကယားပြည်နယ်လွိုက်ကောမြို့တို့တွင်စင်မီးပူဇော်ပွဲများကျင်းပသည်လို့ရေးမှသာအ내အတိတ်ပဲပြေဆုံးမှာဖြစ်တယ်နံပါတ်ရှင်ဟတ်စင်ပြက်အဖြစ်ဝါကြားတစ်ခုအတွင်းမှာရှေ့မှာဖော်ပြထားတဲ့အကြောင်းစကားအစီအစဉ်နဲ့ဟဲ့ရဲ့ UN ဖြစ်တဲ့နောက်မှာဖော်ပြထားတဲ့အကျိုးစကားအစီအစဉ်တို့ အစီအစဉ်မညီမညွတ်ဖြစ်ခြင်းကိုဟတ်စင်ပြက်အပြေးလို့ခေါ်တယ်။တာရကအနေနဲ့ပြောရမယ်ဆိုရင်မြမပြည်တွင်နွေရသည်မိုးရသည်စောင်းရသည်တို့၌သဇင်ပန်းဗရောက်ပန်းနှင့်ခတ်တာပန်းတို့ပွင့်ကြသည်။အဲ့ဒီဝက်ကြမှာရှင့်မှာနွေရသည်မိုးရသည်စောင်းရသည်ဆိုပြီးတော့အဲ့ဒီအစင်နဲ့ညီညွတ်အောင်ရသည်အလိုက်ပွင့်တဲ့ပန်းကလည်းပဲအစင်လိုက်ရရမှာ။အဲ့တော့ तू ကမညီညွတ်ဖန်းနဲ့ဒီသဇင်ပန်းသည်စောင်းရသည်မှာပွင့်နေဗရောက်ပန်းကနွေရသည်ပွင့် ပွင့်ပြီးတော့ခတ်တာပန်းမိုးရာသီပွင့်အဲ့ဒါကိုအစင်လိုက်ပြန်ပြီးတော့မရေဘူးเนาะဒါကြောင့်မလို့ဟက်စင်ပြက်အပြစ်ဖြစ်သွားတယ်တကယ်ရင်ကမှမြမာပြည်တွင်နွေရာသီမိုးရာသီစောင်းရာသီတို့၌နှွေမာပွင့်တဲ့ဘရောက်ပန်းကိုအရင်ရေးမယ်ဘရောက်ပန်းပြီးလို့ရှိရင်မိုးရာသီမှာရေးမယ်ခတ်တာပန်းကိုရေးမယ်ပြီးတော့မှစောင်းရာသီပွင့်တဲ့သစင်ပန်းကိုရေးရနော်အဲ့ဒါကြောင့်မလို့ဒီဘရောက်ပန်းခတ်တာပန်းနဲ့သစင်ပန်းတို့ပွင့်ကြသည်လို့ရေးမှသာလျှင်အဆင်ပြက်အပြစ်ကနေ လွတ်မှာဖြစ်တယ်။ရှင်းဆိုနှောင်းဖြက်အပြစ်။ဝါကြတစ်ခုအတွင်းမှာရှင်း၌ဖော်ပြသောအကြောင်းစကား၏အနက်ကိုနောက်၌ဖော်ပြသောအကြောင်းစကား၏အနက်ကပြည့်စဲ့ခြင်းမျိုးကိုရှင်းဆိုနှောင်းဖြက်အပြစ်လို့ခေါ်တယ်။တာရကအနေနဲ့ပြောရမယ်ဆိုရင်ရိုးရိုးကလေးနဲ့မြမဆန်သောမိန်းကလေးသည်သဘင်ကိုအွှေရောင်ဆိုးပြီး ဂျင်းပေါင်းမီနီတောက်ဖက်နက်ကိုဝစ်ဆင်ထားသည်ဆိုတဲ့ဝက်ကြမှာရှေ့မှာအဲ့ဒီဝက်ကြရဲ့ရှေ့မှာနော်ဝက်ကြမှာရိုးရိုးကလေးနဲ့မြမာဆန်သောဆိုပြီးရှေ့မှာဖော်ပြထားတဲ့အကြောင်းစကားရဲ့အနက်ကို နောက်ကသပင်းကိုရွှေရောင်ဆိုးပြီးဂျင်းပေါင်းမီနီတောက်ဖက်နက်ကိုဝစ်ဆင်ထားသည်ဆိုတဲ့နောက်မှာဖော်ပြတဲ့အကြောင်းစကားရဲ့အနက်ကပြက်စေတဲ့အတွေ့ရှေးဆိုနှောင်းဖြက်အပြစ်တည်တယ်30အကြောင်းအကျိုးပြောင်းပြန်အပြစ်အကြောင်းဖြစ်စေသော အရာကို အကျိုး၌ အကျိုးဖြစ်စေသော အရာကိုအကြောင်း၌ပြောင်းပြန်ရေးဖွဲ့ခြင်းကိုအကြောင်းအကျိုးပြောင်းပြန်အပြေးလို့ခေါ်တယ်။တာရကအနေနဲ့ပြောရမယ်ဆိုရင်ထိုနေ့တွင်ကောင်းကင်ကြည်လင်သဖြင့်မဲမောင်သောတိမ်တိုက်များကင်းစင်နေသည်ဆိုတဲ့ဝါကြမှာမဲမောင်တဲ့တိမ်တိုက်တွေကင်းစင်ခြင်းသည်အကြောင်းဖြစ်၍ကောင်းကင်ကြည်လင်ခြင်းသည်အကျိုးဖြစ်တယ်။တိမ်တိုက်ကင်းမှာတိမ်တိုက်တိမ်တိုက်ကင်းတဲ့အကြောင်းတရားဖြစ်မှသာ အဲကောင်းငင်ကြည်လင်ခြင်းဆိုတဲ့အကျိုးတရားဖြစ်မှာလေနော်အဲ့ဒါဆိုတော့အဲ့ဒီတာရကဝတ်ကြပါအကြောင်းအကျိုးကိုသူကပြောင်းပြန်ရေးထားတယ်အဲ့တော့အဲ့ဒီအကြောင်းအကျိုးပြောင်းပြန်အပြစ်တင်တယ်ဒါကြောင့်မလို့အကြောင်းအကျိုးပြောင်းပြန်အပြစ်တင်တယ်တကယ်ရင်းရမှာကထိုနေ့တွင်မဲမောင်သောတိမ်တိုက်များကင်းစင်သဖြင့်ကောင်းငင်ကြည်လင်နေသည်ဆိုပြီးတော့ရေးမှာအပြစ်ကကင်းလို့မှာဖြစ်တယ်အဲ့တော့ဒီသင်ခန်းစာလေးကိုလေ့လာပြီးတဲ့အခါမှာ စာရေးသားတဲ့အခါမှာသတိပြုရှောင်ရှားတဲ့အပြစ်စဲမျိုးအကြောင်းပြီးလို့ရှိရင်အပြစ်တဲ့ဝါကြတာရကတွေကိုလေ့လာရတယ်။အဲ့ဒါအဲ့လိုလေ့လာရခြင်းအပြင်စာရေးသားတဲ့အခါမှာအပြစ်လုတ်ကင်းအောင်ရေးသားတင်ပုံကိုသိရှိမှာဖြစ်ပါတယ်။အကျဉ်းကားလေးတွေကိုကြည့်မယ်ဆိုရင်အောက်ပါဝါကြများသည်တဲ့မိသည့်အပြစ်များတင်သည်။အဘဲကြောင့်ဒီအပြစ်လွတ်အောင်ပြန်ရေးပါဆိုပြီးတော့အဲကြည့်မယ်ဆိုလို့ရှိရင်နံပါတ်1မှတို့ကြောင့်ဤသုဒ္ဓတမချိန်မြောက်အာသရိယပူဇော်ပွဲကိုယနေ့ကျင်းပါသည် အဲ့ဒီမှာဆိုရင် တကယ်ကကျမတို့အကြောင်းဤ14ချိန်မြောက်အာသရိယပူဇော်ပွဲကိုယနေ့ကျင်းပသည်လို့ရေးမှာဒါနားလည်ရှင်းလင်းလွယ်မှာဒါကြောင့်မလို့ဒါသည်အတိခက်အပြည့်ဖြစ်တယ်နော်ဒါတာရကအနေနဲ့ဖြည့်ပေးတာကျန်တာကျန်တဲ့ဝက်ကြလေးတွေကိုလည်းပဲတင်ငန်းဆောင်လစ်လာပြီးတော့မှဂုတာရကအဖြေလေးလို့ဖြည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒါနံပါတ်ညညအထိရှိတယ်ပေါ့နော်နံပါတ်2စာရေးသားရရင်အပြင်းများ လုတ်ကင်းအောင်မိတို့ရေးသားတင်ကြောင်းဆွေးနွေးပါ အဲ့ဒါကသင်ခန်းစာကိုကြည့်ပြီးတော့ဖြည့်ဆို့ပြရမှာဖြစ်တယ်နံပါတ်3စာရေးဖွဲ့တစ်ခုဤဂုံနှင့်အပြစ်တို့မိတို့ပွဲပြသည်ဟုသင်ထင်မြင်ယူဆသည်နှင့်ဆွေးနွေးပါဒါလည်းသင်ခန်းစာကို ကြည့်ပြီးတော့ဆွေးနွေးဖြေကြားပြရမှာဖြစ်ပါတယ်ဆီယမ်မရဲ့သင်ကြားမှုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်